ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကလေးတွေအားလုံးကကျောင်းကနေမှာစာသင်နေကြပါတော့တယ်ခဏကြာရင်နောက်မှာမုတ်စားဆင်းရင်ရောက်ပြီးတော့ကလေးတွေအားလုံးလည်းသူတို့ရဲ့ထမင်းမှုလေးတွေကိုဖွင့်လိုက်ကြပါတော့တယ်ငွေးနေတာပဲအမကြီး အားလုံးဟာကိုစီကိုစီထမင်းမှုတွေဖွင့်နေကြတယ်။မုစားစင်ကြီးရောက်သွားပြီလားမ။ဟုတ်တယ်မောင်လေး။မောင်လေးလည်းထမင်းမှုဖွင့်လိုက်လေ။အိမ်နောက်မှာတော့သူတို့နှစ်ယောက်လုံးကအိမ်ထဲကနေထမင်းမှုထုတ်ပြီးအိမ်ထက်ကစိတ်လုံရှားစွာနဲ့ထမင်းမှုကိုဖွင့်လိုက်ပါတော့တယ်။ဒီနေ့အမေဘာထည့်ပေးလိုက်လဲမသိပါဘူး။အိမ်နောက်မှာတော့သူတို့နှစ်ယောက်လုံးကအိမ်ထဲကနေထမင်းမှုထုတ်ပြီးသူတို့နှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့ထမင်းမှုကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာထမင်းနဲ့ပန်းဟင်းထည့်ပေးထားတာကိုတွေ့သွားပါတော့တယ်။ ဒါအပြင်နည်းနည်းလေးနမ်းနေတဲ့အနဲ့လေးထွက်နေတော့တာပေါ့ဒီနေ့လည်းရင်ရလို့ပဲမင်းညကအကြံတွေထည့်ပေးလိုက်ပြန်ပြီအမကြီးမောင်လေးဒီပဲဟင်းတဲ့ထမင်းကိုမစားချင်ဘူးအချိန်တိုင်းမေကမောင်လေးတို့ကိုယူလုံနေတာပဲဟင်းထက်ကပဲဟင်းတဲ့ထမင်းကိုမစားချင်တာကြောင့်ကြီးကြနေတော့တာပေါ့အဲ့ဒီချိန်ပါရင်ရဟာနမ်းတဲ့အနဲ့ကိုရောက်သွားပါတော့တယ်မောင်လေးဒီပဲဟင်းကနမ်းသွားပြီမကောင်းတော့ဘူးကျောင်းစင်းချိန်ကလည်းနေ့လည်နေနိုင်မှဆိုတော့အဲ့ဒီချိန်နေ့ဘာမှမစားပဲဘလို့နေကြမလဲ ဒါပဲစားရမှာပေါ့ဒါမဲ့အမနန်နေတဲ့ဟင်းကိုစားလိုက်ရင်နေမကောင်းဖြစ်သွားမှာပေါ့အမေလည်းခဏခဏဒီလိုမကောင်းတဲ့စားစာတွေစားနေကြပဲဟာအမတို့လည်းစားလိုက်ကြရအောင်နော်ဗိုက်စားနေတာကြောင့်ဟင်းထက်တဲ့ရင်ရွံ့ကနန်နေတဲ့ထမင်းနဲ့ဘဟင်းကိုပဲစားလိုက်ကြပါတော့တယ်အဲ့ချိန်မှာခတ်တန်းနဲ့ဝေယံတို့ကကြောင်ကန်တင်းကနေစမူစာဆန်ဝစ်ဘာဂါတို့ကိုထုတ်ပြီးတော့အခန်းလေးကိုဝင်လာကြပါတယ်စမူစာရဲ့အနံ့လေးဟာတခဲလုံးကိုပြန့်နှံ့သွားတော့တာပေါ့ အခုဆိုငါတို့ကျောင်းအကန်တင်းမှာစမူစာပူပူလေးပါရောင်းနေပြီငါတို့စမူစာပဲစားတော့မှာငါလည်းစမူစာစားရတာပိုတပေါကြတယ်နေ့တိုင်းပါကင်ပိတ်ထားတဲ့ဆန်ဒွိစားရတာပြင်းနေပြီဒီနေ့တော့ငါလည်းစမူစာပူပူလေးကိုအစမ်းစားကြည့်မယ်သူတို့နှစ်ယောက်ကဒီလိုပြောပြီးတော့စမူစာဘာကာရုကိုယူပြီးအတင်းထဲမှာသွားထိုင်လိုက်ပါတော့တယ်နောက်တော့ဝရင်ဟာအိတ်ထဲကနေစမူစာကိုပကံတိထည့်လိုက်ပြီးတော့ခတ်တာကအချင်းရီကိုပကံတိဖောက်ထည့်လိုက်ပါတယ်နောက်တော့သူတို့နှစ်ယောက်ကစမူစာကိုအချင်းရီနဲ့တူပြီးစားလိုက်ကြပါတော့တယ် စမူစာ တော်တော်လေးကိုကောင်းတာပဲဟုတ်တယ်နော် အချီရလည်းစားလို့ကောင်းတယ်ပူပူဆက်ဆက်လေးနဲ့စမူစာအရင်ကိုစားကောင်းနေရောပဲသူတို့နှစ်ယောက်ကစမူစာကိုရတာရှိရှိစားနေတဲ့အချိန်မှာစမူစာရဲ့အနှင်းကဟင်းထတ်တို့မောင်နှမကိုဆွေးဆောင်နေတော့တာပေါ့အမရွံ့ရွံ့ရေအမရေကျွန်တော်လဲစမူစာစားကြတယ်အနက်လေးကလည်းမှုန်းနေတာပဲကျွန်တော်တို့စီကနေနည်းနည်းလေးတောင်းစားလိုက်ရမလားမစားနဲ့မောင်လေးရေသူများစီကနေတောင်းစားတာကောင်းတဲ့လုပ်ရမဟုတ်ဘူး အမေကမားတို့အတွက်ထမင်းပူထည့်ပေးလိုက်တယ်မလားအဲ့ဒါပဲစားကြတာပေါ့ကျွန်တော်မစားချင်ဘူးမမထမင်းကပြက်နေပြီမကောင်းတော့ဘူးကျွန်တော်ကစမူစာပဲစားချင်တာအိတ်ကကငိုနေတော်ကိုကြည့်ပြီးရင်ရွဟာစမူစာတောင်းပေးဖို့အတွက်ခတ္တရဲ့အနားကိုရောက်လာပါတော့တယ်ဟေးနပြားမတန်တဲ့ကောင်မဘာလို့ငါရဲ့စမူစာကိုကြည့်နေရလဲခတ္တရဲ့ငါရဲ့မောင်လေးကစမူစာစားချင်လို့တဲ့နည်းနည်းလောက်ကြွေးပါလားယင်ဘာလို့ငါတို့ရဲ့စမူစာကိုကြွေးရမှာလဲ မင်းတို့စင်းရတဲ့မောင်နှမနှစ်ယောက်ကတလောက်တောင်စမှုစာစားခြင်းနဲ့တော့ဝယ်စားကြပါလားမင်းတို့ရဲ့အဖေနဲ့အမေရောမဟုတ်ဘူးမပေးဘူးလားဘလို့ပြောလိုက်တာလဲဝေးရရင်သူတို့လိုစင်းရတဲ့သူတွေအတွက်ဘယ်ကနေမုံဖွားလာမှာလဲပြီးတော့သူတို့ရဲ့နေ့လယ်စာထမင်းပူတာအစ်စ်ချက်ထားပေးတာမဟုတ်ဘူးမနေ့ကအကြံတွေထည့်ပေးလိုက်တာတနာစရာကောင်းတဲ့စင်းရသားလေးတွေခတ်တားရဲ့စကားကိုနားထောင်ပြီးတော့ရင်ရွံ့ကမျက်ရည်ဝေးသွားပါတော့တယ်အဲ့ဒီချိန်မှာဝေးရင်ကကောင်းပြီလေနင်တို့အတွက်စမှုစာတဝက်ပေးမယ် အပြင်အနအနေနဲ့နေရငါတို့ရဲ့အလုပ်ကိုလုပ်ပေးရမယ်ဘလို့လဲနင်တို့ခန်းသမျှလုပ်ပေးပါမယ်အိမ်စာလည်းလုပ်ပေးပါမယ်စပွဲခုံလည်းတုပ်ပေးပါမယ်မောင်လေးအတွက်စမူစာနည်းနည်းလောက်ပေးရင်ရပါပြီဒါဆိုလည်းကောင်းပြီလေငါဖက်နှက်ကိုနင်ရဲ့လက်နဲ့လာတုပ်လိုက်ရင်ရွံ့ကသူ့ရဲ့မောင်လေးကိုစမူစာကျွေးကျင်တဲ့အတွက်ဝင်းရဲ့ဖက်နှက်ကိုတုပ်ပေးလိုက်ပါတော့တယ်စာတင်ကန်းလေးကကလေးတွေအားလုံးဟာလေရင်ရွံ့ကိုကြည့်နေကြတော့တာပေါ့ဖက်နှက်တုပ်လို့ပြီးသွားပြီအခုစမူစာပေးပါတော့လား နေကငါရဲ့ဖက်နက်ကိုတေချာပြောင်းမှမတုတ်ပေးတာဘာလို့ကြွေးရမှာလဲပြီးတော့လေငါစမှုစာကိုနင့်ကိုခွဲကြွေးမယ်လို့ဘလို့တော့ထင်လိုက်ရတာလေဒီကနေထွက်သွားတယ်မှာငတ်မရဲ့ကျောင်းကကလေးတွေအလုံးဟာရင်ရင်ကိုစနောင်နေကြတာကြောင့်အင်းထလေးဒေါသထွက်သွားပြီးဝေးရနဲ့ရင်ဖြစ်လိုက်ပါတော့တယ်နေကငါအမကိုဖက်နက်လေးတုတ်ခိုင်းတဲ့အပြင်စမှုစာလည်းကြွေးတာမဟုတ်ဘူးငါမင်းမျက်နှာကိုစုပ်ပြတ်သွားအောင်ထိုးပြမှာလုံရရင်လုံးကြည့်ပါလားငါတို့ချက်ထိုးလိုက်ရင်မင်းကိုမင်းအောင်ဘယ်သူမှမှတ်မိတော့မှာမဟုတ်ဘူး ဝေယံကဒေါသတကြီးနဲ့ဟင်းထက်ကိုတွန်းလိုက်တော်တာပေါ့ဟင်းထက်လည်းခုံနဲ့ဆောင်ပြီးအောက်ကိုပြုတ်ကျသွားတဲ့အချိန်မှာဒဲဟာနေငယ်ရာသွားပါတော့တယ်။အဲ့နောက်မှာကြောင်းစင်းတဲ့အချိန်မှာတော့မောင်နှမနှစ်ယောက်လုံးကအင်ကိုပြန်ရောက်လာကြပါတယ်။အဲ့အချိန်မှာတစဉ်တော်မြရင်နဲ့ဝီရီတို့ကစားရီတွေကိုလုပ်နေကြတော့တာပေါ့။အမေအရင်ဆုံးထမင်းစားလာအောင်လေကျန်တဲ့စာအိတ်တွေအားလုံးတမိနဲ့ဝီရီလှုပ်လိုက်မယ်။နေ့လေလေရောက်နေပြီဆိုတော့တမိထမင်းခူးပေးလိုက်ရအောင်မလား။တမိရဲ့နေ့တိုင်းနေ့တိုင်း ရိုတီဟင်းသင်းရွက်အနဲ့ထမင်းပဲဟင်းအဲ့ဒါပဲဆိုင်းဆိုင်းနဲ့စားချင်စိတ်တော့မရှိတော့ဘူးဒီနေ့ရောပါဟင်းသင်းရွက်အနဲ့လောက်တာလဲဘာမှထွတ်ထွတ်ထူးထူးတော့မဟုတ်ဘူးမေဘာမှထွတ်ထွတ်ထူးထူးတော့မဟုတ်ဘူးမေအာလူနှလုံးသလုံးရှိရာကိုပဲဟင်းနဲ့ရောချက်လိုက်တာနည်းနည်းတော့ပဲခူးပေးလိုက်သမီးပဲဟင်းထမင်းဆိုင်းနဲ့ရှာတော့ပြင်းနေပြီတခြားစားနေကြမဟုတ်တဲ့ဟင်းလျံမျိုးစားချင်တာဘာမှမဖြစ်ပါဘူးမေဒီနေ့စားအိတ်လုပ်တဲ့လဆာရမှာဆိုတော့ညာဘက်ကျဟင်းလျံအစ်တမျိုးချက်ပေးမယ်လေ ီလိုပြောပြီးတော့တစင်ကဒေါမြည်ကြီးအတွက်ထမင်းနဲ့ပင်းဟင်းကိုခူးပေးလိုက်ပါတော့တယ်။ဒေါမြည်ကြီးကလည်းစိတ်ပြက်လက်ပြက်နဲ့စားလိုက်ပါတော့တယ်။အဲဒီချိန်မှာကလေးနှစ်ယောက်ကကျောင်းကနေပြန်ရောက်လာတော့တာပေါ့။ပြန်လာကြပြီလားအတော်ရဲ့ချိန်ရတဲ့ဒူလေးနဲ့ဒူမလေးတို့။ဟဲ့ဘလို့ဖြစ်လို့မျက်နှာတွေမှာရွှေဖြုံသီးလိုမျိုးပုတ်တိုးနေရလဲ။ကလေးတို့ဘာလို့မျက်နှာတွေမကောင်းဖြစ်နေရလဲ။နှိမ့်လေစားမစားရသေးလို့လား။ဟင်းထက်ကဒေါသတကြီးနဲ့သူ့ရဲ့လွယ်ဤကိုလွှင့်ပြပြီးပြုံးလိုက်ပါတော့တယ်။ တားတော့ဒီလိုပုတ်သွင်းနေတဲ့ထမင်းကိုမစားချင်ဘူးဘယ်တော့ပဲဖြစ်ဖြစ်အမြဲတမ်းနေလေသာဖို့အကြံတွေပဲထည့်ပေးတယ်တခြားကလေးတွေရဲ့မိဘတွေဆိုရင်သူတို့ကိုပူပူနွေ့နွေ့ချက်ပြီးတော့နေလေသာထည့်ပေးတာတရက်ကိုခောက်ဆွဲနောက်တရက်ကိုပါစတာစမူစာခောက်ဆွဲအဲ့လိုမျိုးတရက်တစ်မျိုးမတူအောင်လို့ထည့်ပေးတာပြီးရင်တခြားမုံစားဖို့အတွက်လည်းမုံဘိုးလေးပေးသေးတယ်အမေကတားတော့ကိုဆိုရင်တရူပီတောင်ပေးတာမဟုတ်ဘူးကလေးတို့ရဲ့အပြင်စားစားရင်အားရှိမှာမဟုတ်ဘူးလေအိမ်မှာချက်တဲ့အစားအစာတွေစီမှာပဲအာဟာရရှိတာကဲကဲကဲ မြမြအိုးစားလဲပြီးတော့ထမင်းစားဖို့ထိုင်ကြတော့ဝီယီအမစာအိတ်တွေသွားပို့ဖို့အတွက်စိတ်ယုံသွားလောင်မယ်စိတ်ယုံကပြန်ဈေးဝင်ပြီးတော့လိုအပ်တာဝယ်လာခဲ့မယ်လေအမေတားလဲဈေးလိုက်ခဲ့မယ်တားကိုစမှုစားဝယ်ကြည့်ပါနော်ဒီနေ့ပတ်စံရမှာမလားကောင်းပါပြီအမေရဲ့ချစ်ရတဲ့တားလဲကိုစမှုစားဝယ်ကြည့်ပါမယ်အမေထိန်ထက်ကိုစမှုစားဝယ်ကြည့်တဲ့အချိန်ကျသမီးအတွက်လဲပိုဝယ်လာခဲ့ပါလားသမီးလဲစမှုစားစားချင်လို့စမှုစားတစ်ခါမှမစားဘူးကောင်းပါပြီ သမီးတို့မြောက်လုံးခေါ်ပြီးတော့စမူစာဝယ်ကျွေးမယ်။လာအမေနဲ့တူတူလိုက်ခဲ့။ခဏကြာရင်နောက်မှာတော့ဒဇင်ကစာအိတ်တွေအလုံးကိုလှုပ်လှုပ်ပြီးတော့ကလေးနှစ်ယောက်ကို ခေါ်ပြီးဆက်ယုံသွားဖို့အတွက်ထွက်လာကြပါတယ်။ဒီမှာယူလိုက်ပါအကိုထက်မြက်စာအိတ်တွေအလုံးလှုပ်လှုပ်ပြီးသွားပြီ။ဦးမထားရလိုက်ညီမဒဇင်။ညီမအတွက်အကိုလာစားလေးပြင်ထားပေးပြီးသွားပြီ။ဒီမှာယူလိုက်ရူပီ250။ရူပီ250ကိုကြည့်ပြီးဒဇင်ကမျက်နှာပြက်သွားပါတော့တယ်။250တဲ့ပဲလား။ ဒါပေမဲ့ညီမလေးကို900ပေးမယ်လို့ပြောပြီးစာရေးတွေအများကြီးလောက်ခန်းထားတာမလားဘလို့ဖြစ်လို့တဝက်ပဲပေးရတာလဲအကိုဘာလို့လဲဆိုတော့စာရေးတွေရဲ့ကုန်စည်တော့ကျနေလို့လေဒါကြောင့်ပတ်စံတဝက်ပဲပေးရတော့တာတစဉ်ကပတ်စံ250ကိုယူပြီးတော့စက်ရုံကနေထွက်လာခဲ့ပါတယ်လမ်းတဝက်မှာစမှုစာရောင်းတဲ့ဆိုင်ဒီဇိုင်းရှိပါတယ်အဲဒီဆိုင်ကစမှုစာဟာအရင်ကရသာရှိတာကြောင့်ဆိုင်မှာလူလူလင်းစီကားနေပါတော့တယ်အမေဥမှန်ကြည့်ပါဦး စမှုစာဆိုင်ရောက်နေပြီတာရုကိုဝေကျွေးပါလားကလေးနှစ်ယောက်လုံးဘလို့လုတ်ပြီးစမှုစာဝေကျွေးလို့ရမှာလဲအဲ့ဒီဆိုင်ကစမှုစာအစရေကဈေးကြီးတာပြီးတော့လဲကြုံမုံတွေဟင်းသင်းရွက်တွေလည်းဝေးရအောင်ပါကြားလာတဲ့ပတ်စံလည်း150ထဲရဲ့အမေစမှုစာဝေကျွေးပါတော့လားကလေးတို့အမေကဈေးရောက်စမှုစာဝေကျွေးမယ်အဲ့ဒီဆိုင်ရဲ့စမှုစာလုံးဝစားမကောင်းဒီလိုပြောပြီးတော့တစင်းဟာကလေးတွေကိုခေါ်ပြီးဈေးကိုလမ်းလျှောက်လာလိုက်ပါတော့တယ် င်းနှီးရွက်တွေနဲ့လိုအပ်တဲ့ပစ္စည်းတွေအလုံးကိုဝယ်ပြီးတဲ့နောက်မှာတော့ပတ်စံရူပီ30ပဲကျန်ပါတော့တယ်။အမေပြောတော့ဈေးရောင်းစမုစာဝယ်ကျွေးမယ်ဆိုအခုဝယ်ကျွေးတော့လေ။ငါ့မှာပတ်စံ10ရူပီပဲရှိတော့တာ။ဘလို့လို့ပြီးညလုံးစမုစာဝယ်ကျွေးလို့ရမှာလဲ။ဒါကြမယ်လေစမုစာပူပူလေးတစ်ခုကို9ရူပီနှစ်ခုကို30ရူပီတည်းပါ။တစင်ဟာစီးတက်သားတဲ့စမုစာဆိုင်ကိုတွေ့သွားတဲ့အချိန်မှာကလေးနှစ်ယောက်ကိုခေါ်ပြီးစမုစာဆိုင်ကိုရောက်လာခဲ့ပါတယ်။ အဲဒီချိန်မှာစမှုစာရီကအေးဆက်နေပြီးတော့ရင်ကောင်းနေနားနေတာကိုတစင်းလေးတွေ့သွားပါတော့တယ်။အကိုကြီးစမှုစာနှစ်ခုပေးပါ။ဇေးတယ်ကစမှုစာကိုပြန်မနှွေးပြီးတော့ပဲဒီတိုင်းမင်းပေးလိုက်တော့တာပေါ့။ဒီမှာရော့ညီမရဲ့စမှုစာ။အကိုအကိုရဲ့စမှုစာတွေကအရန်ကိုအေးနေပြီးပြန်လည်းမနှွေးပေးတော့ဘူးလား။ပြီးတော့အကိုရဲ့စမှုစာတွေကအရန်ကိုသေးလွန်းနေ။စမှုစာကိုအပြစ်ပြောနေတာကိုကြည့်ပြီးဇေးတယ်ကပြန်ပြောလိုက်ပါတော့တယ်။ ညီမရေငါတို့ပြီးနဲ့ငါပဲရှိတဲ့စမှုသားတော့မရောက်နိုင်ဘူးလေငါတို့ပြီးနဲ့ရောက်နေတာအကြီးကြီးရောက်ပြီးနေရင်တော့ဘာသွားရှာတော့မှာလဲကလေးနှစ်ယောက်လုံးကစမှုသားစားရင်းနဲ့အင်ကိုပြန်လာနေကြပါတယ်အမေအဲ့ဒီဦးလေးရဲ့စမှုသားလုံးဝအရသာမရှိဘူးစမှုသားထဲမှာအာလူးလည်းမပါဘူးအမေလုပ်ပေးတဲ့စမှုသားမှပူစားကောင်းမယ်တမီရင်ရင်ရယ်တမီလည်းတိသားနဲ့အဖေကအခုတော်တော်ပတ်စံတိတ်ရှာလို့မရဖြစ်နေရလေအဖေပတ်စံနဲ့အများရှာနိုင်သွားပြီဆိုရင် အမေတမီးတို့စမူစာလောက်ကျွေးမယ်ဟုတ်ပြီလားအင်ကိုရောက်တဲ့အချိန်မှာပဲကလေးနှစ်ယောက်လုံးကအန်လိုက်ပါတော့တယ်ဟဲကလေးတို့အဆင်ပြေရလားရေလေးနည်းနည်းလောက်တောက်လိုက်အောင်ကြည့်ရတာတမီးရဲ့ကလေးတွေကပေါက်တက်ကြရစားလိုက်တာဖြစ်မယ်အဲ့ဒါကြောင့်အစာမကြေဖြစ်ပြီးတော့အန်းနေတာဘာမှဖြစ်ဘူးတမီးကလေးတွေကိုတံပြားကြီးဖြိုရီလေးဖြိုတန်းလိုက်တက်တာသွားလိမ့်မယ်အမကလေးတွေကိုစမူစာဝဲကျွေးလိုက်တာလားအန်ဖက်တွေထဲမှာစမူစာတွေကြီးပဲဟုတ်တယ်တော့အမေကဈေးတရနဲ့စမူစာဝဲကျွေးတာ စမူဆိုင်အရတာတော်တော်လေးကိုဆိုးတာအမရဲ့ဘာလို့ကလေးတွေကိုဈေးရစမူဆာဝယ်ကျွေးရတာလဲအဲ့ဒီဟာစမူဆာတွေကစီကြံတွေနဲ့ကြော်ပြီးအကြံတွေရောင်းတာဘသူမှသူတို့စီကနဲ့စမူဆာဝယ်စားကြတာမဟုတ်ဘူးပဲတက်နိုင်မလဲဝုတ်ကြီးရဲ့အမမလည်းပတ်စံတိတ်မရှိတော့တာနဲ့သူတို့ဈေးကနေပဲစမူဆာဝယ်ကျွေးဖို့လှုပ်လိုက်တာပြီးတော့လဲစမူဆာတစ်ခု၅ရူပီနဲ့ရောင်းနေတာဆိုတော့ဈေးလည်းတက်တာလေပြီးတော့ကြီးလွားလည်းအဆင်ပြေတာနဲ့ဝယ်ကျွေးလိုက်တာတမီးရဲ့ ဈေးရဆိုင်တွေကဖောက်တဲ့တွေဆွဲဆောင်ဖို့အတွက်တမင်တကာစိတ်ချပြီးတော့ရောင်းတာလေပြီးတော့လေသူတို့ကြော်တဲ့စီတွေကတန့်တာမဟုတ်ဘူးဆိုင်အကြီးကြီးကစမုစာတွေကဈေးကြီးတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီဟာစမုစာတွေကအရသာလည်းရှိတယ်လို့ကျမရဲ့ကိုလည်းမထိခိုက်စေဘူးလေအမေရဲ့အဲ့ဒီဆိုင်မှာဆိုအာလူးစမုစာတစ်ခုကိုရူပီ900လောက်ပေးပြီးဝယ်ရတာတို့ဘူးစမုစာဆိုအဲ့ဒီထက်တောင်ပိုဈေးကြီးသေးတယ်စင်ရဲတဲ့သူတွေကဘလို့လုပ်ပြီးဝယ်စားနိုင်မှာလဲဒီလိုနဲ့ပဲနေရတွေအကုန်ဆုံးသွားပါတော့တယ် မင်းခန့်ရင်ကဖနှက်ဆက်ရုံမှာလွတ်လွတ်တုံးကဆိုရင်လမ်းစာ1000လောက်ရပါတယ်။အဲဒီလမ်းစာနဲ့အင်းငါးကအင်းစည်းရင်နဲ့အစဉ်ပြေချုံးဝင်နေခဲ့ပေမဲ့လည်းဖနှက်ဆက်ရုံကနောက်ပိုင်းမှာရောင်းအားနေလာတာကြောင့်လမ်းစာ8000ပဲပြီးပါတော့တယ်။ဒါကြောင့်အင်းစည်းရင်အတွက်ပတ်စံအခက်ခဲလေးဖြစ်လာခဲ့ပါတယ်။ဒါကိုကြည့်ပြီးသစင်းတို့ဟာအိမ်မှာစာရေးလုပ်တဲ့လုပ်ငန်းကိုစတင် လုပ်ကိုင်ကြရတော့တာပေါ့။ဒီနေ့ကုန်လုံးခါးညောင်းခံပြီးပင်မဲစွာလုပ်ပြီးတာတော့တပတ်ကိုပတ်စံ200 300ပဲရှာနိုင်ပါတော့တယ်။ စမူဆောင်ပူပူဆက်ဆက်လေးစားကြမယ်လေစမူဆောင်ပူပူလေးဒီချိန်မှာစမူဆောင်အနှံ့လေးဟာအိမ်ထဲမှာထမင်းကိုတရက်တီးတနက်နဲ့စားဖို့ထိုင်နေတဲ့ကလေးနှစ်ယောက်ရဲ့နှာခေါင်းထဲကိုရောက်လာကြပါတယ်အားလုံးစမူဆောင်ပူပူလေးစားကြမယ်လေဦးလေးရေခဏလောက်ရပ်ပါဦးကလေးတွေအားလုံးကစမူဆောင်စားဖို့အတွက်ရောက်လာကြပါတော့တယ်စမူဆောင်ရောက်နေစည်းတဲ့ဟာသူ့ရဲ့လှဲကိုဆင်းရဲတဲ့မိသားစုရဲ့အိမ်ရှိမှရက်လိုက်တော့တာပေါ့ကလေးနှစ်ယောက်လုံးကအိမ်ထဲကနေကြည့်နေကြပါတယ် ။အမေတားကိုစမူသာတစ်ခုလောက်ဝယ်ကြည့်ပါနော်။စမူသာစားရင်တော့ပါအမေ။တားလေးရဲ့အမေမှစမူသာဝယ်ဖို့အတွက်ပတ်စံမရှိဘူး။ထမင်းမစားလိုက်ပါတားရဲ့။လုပ်ပါမေရဲ့စမူသာတစ်ခုတည်းပါပဲ။အမနဲ့တော့ခွဲပြီးစားလိုက်ပါမေ။လုပ်ပါနော်အမေစမူသာစားရင်လို့လို့ပါ။ဝယ်ကြည့်လိုက်ပါမိမရဲ့။မောင်ရင်တို့ထမင်းမစားပဲကြီးကြနေလိမ့်မယ်။သမုဒါတစ်ခုကို30ရူပီနဲ့ရောင်းနေတာဖြစ်လောင်မယ်။သွားသမီးသွားအဖေစီမှာ30ရူပီရှိတယ်။သွားဝယ်ကြည့်လိုက်။ဒဇင်ကသူ့ရောက်ကတိစီကနေ ပစံ30ရူပီယူပြီးတော့စမူဇာလေးစီကိုရောက်လာခဲ့ပါတယ်။နောက်တော့တွန်းဆုံတွန်းဆုံနဲ့မေးလိုက်ပါတော့တယ်။အကိုစမူဇာဘလို့ရောင်းတာလဲ။တခုကို15ရူပီပါညီမ။ဘယ်နှခုယူမလဲ။စမူဇာတခုကို15ရူပီပေးရမယ်ဆိုတာကိုနားထောင်ပြီးတော့ဒဇင်ကဝယ်ရင်ကောင်းမလားမဝယ်ရင်ကောင်းမလားဆိုပြီးစဉ်းစားလိုက်ပါတော့တယ်။စမူဇာတခု15ရူပီဟုတ်လား။အဲ့ဒါလေတသိသေးလေးကိုကလေးတွေအားစားပြီးတော့ဂျန်နဲ့သူကကြည့်နေရရင်အဆင်မပြေဘူး။ ။ဘာဖြစ်တာလဲညီမ။စမှုဆောင်မဝယ်တော့ဘူးလား။မဝယ်တော့ပါဘူး။ဒါလည်းဟင်ထက်တားရင်လည်းဝင်တော့အမေစေးကိုသွားပြီးတော့စမှုစာအတွက်လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်လာမယ်။ပြီးကြရင်အမေအိမ်မှာစမှုစာပူပူလေးလှုပ်ကြွေးမယ်။ဒီလိုပြောပြီးတော့ဒဇင်ဟာသူ့မှာဆူထားတဲ့ပတ်စံကိုပါယူပြီးဈေးကိုတော့ပြီးတော့စီကော်ပြက်လွှာအာနုနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာလိုက်ပါတော့တယ်။ဒီပစ္စည်းတွေကိုကြည့်ပြီးဝင်းကြီးကပြောလိုက်ပါတော့တယ်။အမေပစ္စည်းတွေအများကြီးဝယ်လာတာတခုခုလုံးမလို့လား။ဟုတ်တယ်သမီး ဒီပစ္စည်းတွေအားလုံးချီးပြီးတော့ဝယ်လာလားသမီးတိရဲ့သားနဲ့တာလင်မင်းခဲရဲ့လှစာတိတ်ကောင်းတာမဟုတ်ဘူးနည်းနည်းပပခြွေတာပြီးတော့ဝယ်လေသမီးရဲ့မဟုတ်ပါဘူးမရဲ့သမီးစုထားတဲ့ပတ်စံလေးတွေနဲ့ဝယ်လာခဲ့တာပါ ကလေးတွေလည်းစမူစာစားချင်တယ်ဆိုတော့အားလုံးစားလို့ရအောင်လို့ပါမရဲ့စမူစာလုပ်ချင်းမေးဆိုတဲ့ဇကောက်ကိုနားထောင်ပြီးရောက်တိဥပညာကလည်းပြောလိုက်ပါတော့တယ်သမီးရဲ့စမူစာလုပ်မယ်ဆိုမှတော့အချင်းကြီးကိုဆက်ဆက်လေးလုပ်လိုက်နော်နေတိုင်းနေတိုင်းအချိုးစားရင်းနဲ့ပြင်းနေပြီ ။တစင်ဟာမြင်မြန်လေးပဲအာလူကိုစီးကြောပြီးတော့မိဘပေါ်တင်ပြီးပြုတ်လိုက်ပါတော့တယ်။နောက်တော့ပကံများကိုစီးနေတုပ်ပြီးဂျုံမုံထည့်ရင်စားနေတခြားလူအပ်ကြတွေကိုပါထည့်ပြီးတော့တည်တည်ချာချာလေးနေလိုက်ပါတယ်။ခဏကြာပြီးတဲ့နောက်မှာတော့အာလူလည်းပြုတ်ပြီးသွားပြီ။ဂျုံလည်းနေပြီးသွားပြီဆိုတော့အာလူမဆလာတွေနဲ့တေချာလေးအရသာဝင်အောင်နေလိုက်မယ်။နောက်တော့အာလူကိုမဆလာမျိုးစုံထည့်ပြီးတေချာလေးနေလိုက်ပါတော့တယ်။နောက်တော့ခုနကလှုပ်ထားတဲ့ဂျုံပြားတွေမှာအာလူကိုထည့်ပြီးခောက်ဆွဲလှုပ်လိုက်တော့တာပေါ့။ စမူစာလည်းဘလို့ပုံဖြစ်နေလဲမသိဘူးစမူစာနဲ့တော့မတူဘာမှမဖြစ်ပါအမရေညီမလေးတို့စားမှာပဲ哦အမရေစမူစာမြင်မြန်လေးကြော်လိုက်တော့ညီမလေးတို့စားဖို့စောင့်နေတယ်စမူစာကြော်တဲ့နေရာမှာရောက်ကထင်းဖြစ်သူကလည်းဝိုင်းမီကူလုပ်ပြီးတော့တာပေါ့ဥပညာကခဏလေးမှရင်ဂျုံပြားလေးကိုအစာထည့်လို့ပြီးသွားပါတော့တယ်တမီးရေအဖေလုံးလို့ပြီးသွားပြီအမေအဖိုးကလုံးဝတော်တာပဲစမူစာခောက်ထားတာလဲတော်တော်လေးကိုလှတယ်တကယ်ပါအဖေရဲ့ အဖေလှုပ်ထားတဲ့စမူစာလေးတွေကလုံးဝလှနေရောပဲ။ဆိုင်ရစမူစာတော့အဖေလှုပ်တာလည်းမလှသေးဘူး။တမီးရဲ့တမီးရဲ့အဖေကအရင်တော့စမူစာရောင်းတဲ့ဆိုင်မှာအလစ်လှုပ်ခဲ့တာလေ။အဲဒါကြောင့်တမီးရဲ့အဖေကစမူစာမလိုက်မုံနေနဲ့ကျန်တဲ့မုံနေအများကြီးကိုလှုပ်တက်တာပေါ့။ဒဇင်းကမြင်းမြန်ဆန်ဆန်စမူစာတွေကိုစီပူထဲမှာထည့်ပြီးကြောလိုက်ပါတော့တယ်။နောက်တော့အချင်းကြီးကိုကိုယ်တိုင်ဖြိုဆက်ပြီးအားလုံးကိုတက်ခင်းပေးလိုက်တော့တာပေါ့။စားပြီးတဲ့နောက်မှာအားလုံးလည်းဒဇင်းကိုချီးကျူးလိုက်ကြပါတော့တယ်။ အမေရဲ့စမူစာအရင်ကိုစားလို့ကောင်းတာပဲဟုတ်တယ်မဆန်ရစမူစာတွေတောင်အရှုံးပေးရတော့တယ်တော်တော်လေးကိုစားကောင်းတာဟုတ်တယ်သမီးသမီးလုပ်တဲ့စမူစာအရင်ကိုအရသာရှိတယ်ဒီလိုအရသာရှိတဲ့စမူစာမျိုးပဲဆိုင်မားမှဝယ်စားနိုင်မှာမဟုတ်ဘူးကျေးဇူးတင်ပါတယ်မေမေတို့အားလုံးစမူစာကိုကြိုက်လို့တော်သေးတာပေါ့သမီးလဲစားလေသမီးအတွက်စမူစာမကြံတော့ဘူးလားမဟုတ်ပါဘူးဖေရှိသေးတယ်သူလာတော့စောင့်နေတာသူနဲ့မှပဲအတူတူစားလိုက်တော့မလို့လေ ဒီချိန်မှာစိတ်ညစ်ညစ်နဲ့မင်းခန့်ကရောက်လာခဲ့ပါတယ်။အဖေအဖေရောက်လာပြီ။အဖေသိလား။အမေကသမီးတို့အတွက်အရသာရှိတဲ့စမူစာလှုပ်ကြေးတာ။ကျမရှင်တို့စမူစာထည့်လိုက်ရတော့မလား။မထည့်ဘဲနဲ့တော့စားကြင်စင်မရှိတော့ဘူး။မိမတို့ပဲစားလိုက်ကြတော့ตาลิมิงคันบ่ผิดตาเลยบ่รู้อะหลอกตามาสิ่ญญิเนี่ยแหละก๋วยอเมอคูตลอดเสี่ยงหว่าตลอดเลี้ยวขัดแค้อยู่เนี่ยยินสั่นได้ย่าดีนี่တော့เสี่ยงหว่าเป่ยไล่ไปตะชาอลุติเลยชาไม่อยากผิดนี่เลย ဘလို့လို့ပြီးအိမ်အတွက်ပတ်စံရလာမှာလဲဒီချိန်မှာအာမာဒီယာနဲ့စမူဇာစားနေတဲ့ဟိန်ထက်ကအပြစ်ကင်းစွာနဲ့ပြောလိုက်ပါတော့တယ်အဖေဘလို့ပဲဖြစ်ဖြစ်အဖေစိတ်ယုံကလာတာတိတ်ရတာမဟုတ်ဘူးအမေနဲ့တူစမူဇာရောင်းပါလားအမေတို့သိရလားတားရူကျောင်းရှိမှဆိုစမူဇာရောင်းတဲ့အနီးတယောက်ရှိတယ်အဲ့အန်ဒီကြီးစီမှဆိုရင်လေပတ်စံတွေအများကြီးရှိတယ်ဟိန်ထက်ရဲ့စကားကိုနားထောင်ပြီးတော့တစင်ကပတ်စံရှာဖို့အတွက်နီလန်တင်တစ်ခုကိုရှာတွေ့တော့ပါတော့တယ် နောက်နေ့တမနက်မှာတော့သူတို့လင်းမြန်းနှစ်ယောက်ကရှိတဲ့ပတ်စံနဲ့စမူစာလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ပြီးစမူစာရောင်းချလိုက်ပါတော့တယ်။စမူစာစားကြမယ်လေ။ပူပူဆက်ဆက်လေးစမူစာတစ်ခုမှငါတို့ပြီပဲ။စမူစာတွေစားမယ်လေ။အလူစမူစာကိုဈေးတက်တက်တသားနဲ့ရောင်းနေတာကို ကြည့်ပြီးလူတွေလည်းလာဝယ်စားကြတော့တာပေါ့။ဝါးစမူစာကတော်တော်လေးကိုစားကောင်းတာပဲ။ဒီလောက်ကောင်းတဲ့စမူစာကိုတစ်ခါမှမစားဘူးသေးဘူး။ အချင်းကြီးလည်းတတော်လေးကိုရတာရှိတယ်နောက်ထပ်နည်းနည်းအချင်းကြီးလေးထည့်ပေးပါလားခဏကြာပြီးတဲ့နောက်မှာတော့တဆင်းရဲ့စမှုစားဆိုင်မှာဖောက်တဲ့တွေလည်းစီကားလာပါတော့တယ်ဒီလိုနဲ့တဆင်းဟာပဆွန်မြင်းများရှာနိုင်ခဲ့တော့တာပေါ့တဆင်းရဲ့စမှုစားတိုင်းရှိမှလူတယောက်ကဖတ်စမှုဆိုင်လောက်ဖွင့်ပါတော့တယ်ဒါပေမဲ့လည်းပြောကြတယ်မဟုတ်လားလူတွေကဈေးတက်တက်တသားနဲ့ရောင်းချတဲ့ဆိုင်ကစားစရာကိုပဲပိုးပြီးသဘောကျကြတာလေအမေရေသွားရအောင်လားစမှုစားရောင်းနေတဲ့ NTC ကနေစမှုစားတောင်းဝယ်စားကြမယ်လေ အမရေစမူစာနှစ်ခုလောက်ထည့်ပေးပါလားလေးခုတော့ပါဆယ်ထုတ်ပေးလိုက်အချင်းရေမြေမြန်ထည့်ပေးနော်အမရဲ့အချင်းရေအရှမ်းကိုအရသာရှိတယ်ကျေးဇူးပါရှင်တစင်းမင်းစမူစာကြုံနေလိုက်ကိုအချင်းရေဦးရင်ထည့်လိုက်မယ်တစင်းရဲ့စမူစာဆိုင်ကရောင်းကောင်းနေပေမဲ့ဦးစီရရဲ့ဆိုင်မတော်ထိုင်ကုန်နေအလုံးအလွတ်တွေကြီးပဲဖြစ်နေပါတော့တယ်ဒီစင်းရတဲ့ကောင်မလေးရဲ့စမူစာကြောင့်ငါရဲ့ဖတ်စ်ဘူးတွေတောင်မရောက်ရတော့ဘူးကြည့်နေလိုက်ငါဘာလို့ပြောင်းမလဲဆိုတာ ိနောက်မှာတော့ဦးဇေယျဟာသူ့ရဲ့ဆိုင်မှာတော့ပူ challenge ခေါ်ပြီးရောင်းချပေးနေခဲ့ပါတယ်။ပြီးတော့ဆိုင်းဘုတ်တစ်ခုကိုလည်းတက်ထားလိုက်ပါသေးတယ်။ငါးမိနစ်အတွင်းမှာပဲမုံတွေအကုန်လုံးစားနိုင်တဲ့သူတွေစီကနေပတ်စံမယူပဲအလကားရောင်းပေးပါတော့တယ်။ဒါကြောင့်ရှိသမျှဖောက်တဲ့တွေအလုံးဟာဦးဇေယျရဲ့ဆိုင်မှာစုပုံနေကြရတာပေါ့။တစဉ်ကသူ့ဆိုင်ကိုဘယ်ဖောက်တဲ့မှရောင်းမလာတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားပါတော့တယ်။နှစ်ရက်ကနေလေးရက်ကြာပြီးသွားတဲ့နောက်မှာတော့သမီးရဲ့အမေပြောတာနားထောင် တမီးရဲ့စမူစာဆိုင်လေးကိုပိတ်လိုက်တော့အလကားပေမန်းတာပဲရှိတာဒီကက်စီနိုနဲ့ Facebook ရောင်းတဲ့သူနဲ့ရှင်ဘသူမှအမေတို့ရဲ့ဆိုင်ကိုလာကြတာမဟုတ်ဘူးတစင်းကစဉ်းစားပြီးတော့ပြောလိုက်ပါတော့တယ်အမေတမီးတို့ရဲ့စမူစာဆိုင်ပိတ်လို့မဖြစ်ဘူးလေဒီစမူစာဆိုင်ရတဲ့ပတ်စံနဲ့ပဲအိမ်မှာစားဖို့တောက်ဖို့စရိတ်ကရလာတာဒီဆိုင်ကိုပါပိတ်လိုက်ရင်ဘာထူးတော့မှာလဲတမီးတို့ရဲ့ဆိုင်နည်းနည်းလေးပြောင်းဖို့ပဲလိုတာတမီးကပါကိုပြောချင်တာလေအမေနားမလဲဘူးအမေလူတွေကလေ ထူးဆန်းတဲ့အရာတွေကိုပိုစိတ်ဝင်စားပြီးတော့စားတောက်ဆိုင်တွေပါတွေသွားကြတာအဲ့ဒါကြောင့်သမီးလဲသမီးရဲ့စမူဆောင်းနည်းနည်းလေးပုံကြည့်လိုက်မယ်သမီးလေသုံးလက်မစမူဆောင်းလုပ်ပြီးရောင်းကြည့်မယ်အဲ့ဒီဆိုင်ပိုင်ရှင်ကသူ့ရဲ့ပီဇာတွေကိုစိုက်ထားပြီး food challenge ခေါ်တယ်လို့မျိုးပေါ့ငါရဲ့သမီးကတော်တော်လေးကိုထက်မြက်တာပဲဘလောက်ပဲကောင်းတဲ့စားတောက်ဆိုင်ဖြစ်နေပါစေလွလွယ်နေတော့ဘေးအရာကိုမှအရှုံးမပေးနိုင်တော့အဲ့နောက်မှာရောက်ခမနဲ့ချွေးမဖြစ်သူတို့ကစမူဆောင်းနည်းနည်းပပကိုရောင်းချပြီးတော့အင်ကိုပြန်ရောက်လာခဲ့ပါတယ် အဲ့နောက်မှာစမှုစာကိုသုံးလမ်းမှကြည့်အောင်လုပ်ပြီးရောင်းမယ်အကြံကိုလည်းပြောလိုက်ပါတော့တယ်။မေသုံးလမ်းမှစမှုစာလုပ်ဖို့ဆိုဂျုံပြားလည်းပို့လို့လာလိုက်မယ်။ပြီးရင်ကြော်တဲ့အိုးကလည်းရှင်ကားထက်ပိုကြီးနေမှဖြစ်မှာ။အဲ့ဒီပစ္စည်းတွေကိုဘယ်ကနေရမှာလဲ။သမီးရဲ့အမေတို့အိမ်မှာမသုံးတဲ့အိုးတစ်လုံးရှိတယ်။အဲ့ဒီအိုးနဲ့ဆိုသုံးလမ်းမှမပြောနဲ့။ငါးလမ်းမှရှိတဲ့စမှုစာတောင်အေးဆေးကြော်လို့ရတယ်။ပြီးတော့ဂျုံတွက်ဆိုရင်အစပိုင်းတော့ရင်းရမှာပေါ့။နောက်ပိုင်းရောင်းကောင်းလာရင်အားလုံးစင်ပြေသွားလိမ့်မယ်။ နောက်နေ့တရက်မှာတစင်ဟာသုံးလမ်းမရှိတဲ့စမှုစာကိုလှုပ်ဖို့အတွက်ဂျုံများအကြီးကြီးကိုလှုပ်အာလူတွေအများကြီးထည့်ပြီးအိုးအကြီးကြီးနဲ့စမှုစာကြော်တွေကိုလည်းကြုံလိုက်ပါတော့တယ်။အဲ့ဒီမှာတစင်နဲ့သူ့ရဲ့ရောက်ခမဒုံမြတ်ကြီးတို့ကသုံးလမ်းမစမှုစာကိုတွမ်းရောက်တဲ့အချိန်မှာဝိုင်းနေကြသူတွေလည်းပြန်ပြီးရောက်လာကြရတာပေါ့။သုံးလမ်းမစမှုစာပူပူလေးရမယ်နော်။ဘိုက်လည်းပြည့်တယ်နော်။သုံးလမ်းမစမှုစာပူပူလေး။ဘာပြောလိုက်တယ်။သုံးလမ်းမစမှုစာဟုတ်လား။ဒီနေ့သုံးလမ်းမစမှုစာလည်းစားကြည့်လောက်မယ်။ အနံ့တော့မှွင်းနေရောပဲ။ဘာပြောလိုက်တယ်။သုံးနှမစမူစာဟုတ်လား။ဒီလိုဆိုရင်တော့စားမှဖြစ်တော့မယ်။ပြီးတော့လေစမူစာရဲ့အနံ့လေးကမှွင်းနေတာပဲ။ဟောက်တယ်ရီအားလုံးဟာတစ်ချိန်တည်းမှာရင်သုံးနှမစမူစာစားဖို့အတွက်အော်ဒါပေးလိုက်ကြပါတော့တယ်။အမကျွန်တော်လေစမူစာထည့်ပေးပါအောင်။ဟုတ်ကဲ့ အခုပေးမှနော်။တစဉ်ကသုံးနှမရှိတဲ့စမူစာတွေကို CEO ထဲမှာထည့်ကျော်ပြီးဟောက်တယ်ရီအားလုံးကိုပေးလိုက်ပါတော့တယ်။အမရေညီမကိုလည်းတခုလောက် ညီမရဲ့စမုစာသုံးလက်မရှိရဆိုတော့အပြင်းအနေကြည့်တော့ကြက်သွားမှသိရပေမဲ့အထင်းအစာရောကြည့်ရလားမဟုတ်ရင်စားပြီးဘိုက်အောင်မဆိုးလို့လေအဲ့ဒါမစားခင်မေးကြည့်ရစိတ်မပူနဲ့ညီမအမသေးချာလေးကိုကြော်ထားပေးတာမလို့မကြက်မအောင်စိတ်မပူနဲ့ဒီလိုနဲ့ပဲမြင်မြန်လှုပ်ပြီးတစင်ဟာဖောက်တယ်ရီကိုစမုစာရောင်းပေးလိုက်ပါတော့တယ်သုံးနေ့ရကုံဆုံးသွားတော့တာပေါ့တဖြည်းဖြည်းနဲ့တစင်ရဲ့သုံးလက်မစမုစာကိုစားဖို့အတွက်လူတွေလည်းစီကားနေကြပါတယ်ဒါကြောင့်ဝိညာဉ်နဲ့ဥပညာတို့ဟာအင်းကနေကြော်ပေးပြီးတော့ ယောက်မနဲ့ချွေးမတို့ကဈေးမှာသွားပြီးရောင်းချကြပါတော့တယ်။ဒီလိုနဲ့ပဲဥဇေယရဲ့စားတော့ဆိုင်ကနောက်တစ်ခါထပ်ပြီးဖောက်တဲ့မရှိပဲဖြစ်ရပါတော့တယ်။ဒီစင်းရတဲ့ကောင်မလေးကတော့ငါရဲ့လမ်းမှာစူးညောင်ခလုတ်လို့ဖြစ်နေပါလား။ငါမတို့ဒီဆိုင်ကအဲ့အတွက်တလောက်9000ပေးနေရတာ။သူကတော့အေးအေးဆေးဆေးစမှုစားတွေအများကြီးရောင်းနေရတယ်။ငါတခုခုလုံးမပဲဖြစ်တော့မယ်။ဖောက်တဲ့တွေကဒဇင်တို့ရဲ့ဆိုင်မှာမရှိတော့တဲ့အချိန်ကိုစောင့်ပြီးဥဇေယကစမှုစားဆိုင်လေးစီကိုရောက်လာပြီးတော့ တော်မြတ်ကြီးနဲ့တစဉ်တို့ကိုခြောက်လန့်လိုက်ပါတော့တယ်။နင်တို့ကရဲကိုလွန်နေပြီ။အခုချက်ချင်းဒီတွန်းလေးကိုယူပြီးထွက်သွားကြတော့ငါဆိုင်ရှိမှနင်တို့ကလာရောက်နေတာ။ငါမှတော့တလတလလကပေးထားရတာ။ဘာပြောချင်တာလဲ။ဒီတစဉ်လို့နင်ကဝယ်ထားတာမလို့လား။ငါတို့တောင်နင်ရဲ့ဆိုင်နာမကတ်တာ။နင်ကဘာကိစ္စနဲ့ငါတို့ရဲ့ဆိုင်ကိုပိတ်ခိုင်းနေရလဲ။နင်တို့ကဖောက်တဲ့တွေအားလုံးကိုမြူဆွေထားကြတာလေ။ဒါကြောင့်ငါစီကိုဘယ်သူမှ Facebook စားဖို့မလာကြဘူး။ငါကောင်းကောင်းပြောနေတဲ့အချိန်ဒီကနေတွောင်းရင်တွောင်းလိုက်မဟုတ်ရင်ရဲခေါ်ပြီးမောင်းထုတ်ရလိမ့်မယ် ဘလို့ဖြစ်ပြီးရေရကြားပါလားလဲဒီမှာဦးလေးဦးလေးထက်အရင်တမိရစမှုစာဖွင့်ထားတာထောက်တယ်တွေကဦးလေးဆိုင်မလာဘူးဆိုတာလဲတမိရစမှုစာပို့ပြီးတော့အရသာရှိတယ်ထင်လို့နေမှာပေါ့တစင်းရဲ့စကားကိုနားထောင်ပြီးတော့ဦးစရာကစကားစစ်ထိုးလိုက်ပါတော့တယ်တိုးတန်းမှာကိုကူကိုအရင်ကြီးထင်ကြီးမနေနဲ့အဲ့လောက်တောင်ကိုကူကိုယုံနေရင်တော့ငါးလမရှိတဲ့စမှုစာလုတ်ပြီးရောင်းပြတာမှာပြီးတော့နေ့ရက်ငါးလမစမှုစာကိုပဲစားမလားငါရင်ငါးလမပီဇာကိုပဲဖောက်တယ်တွေစားကြမလားဆိုတာကြည့်ကြတာပေါ့ ကောင်းမင်ဦးလေးတမီလက်ခံနဲ့တေချာစဉ်းစားနော်ရှုံးနေသူကဒီကနေထွက်သွားရပြီနိုင်နေသူပဲနေရမှာနော်တစဉ်ကသူ့ပင်မခံပြီးလှုပ်ထားတယ်စမှုစားရဲ့အရသာကိုအာမခံနိုင်တာကြောင့်တစ်ချက်လေးတောင်မတွန့်ဆုပ်ခွေးဦးစီရရဲ့စင်ခေါ်မှုကိုလက်ခံလိုက်ပါတော့တယ်ဦးစီရကအနိုင်လူချင်းစောနဲ့ပီဇာရီတွေမှာငရုတ်သီးတွေပို့ထည့်မိတာကြောင့်လူတတော်များများလေးနည်းနည်းပဲစားပြီးထွက်သွားကြပါတော့တယ်တရမတော်တစင်ဟာသူ့ရဲ့မိသားစုတွေနဲ့စကားပြောနေခဲ့ပါတယ်။တစင် မင်းကငါလက်မစမှုစာလောက်ရောက်မယ်လို့တော့ပြောလိုက်ပေမဲ့အဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဘယ်ကနေရမှာလဲအဲ့လူမငါလက်မပီဇာမပြောနဲ့တပီလောက်ရှိတဲ့ပီဇာကိုလုတ်ဖို့အတွက်တောင်မီးဖို့ရှိလာမှာဒါကြောင့်တမင်တကာစိန်ခေါ်လိုက်တာဖြစ်နိုင်တယ်ရှုံးသွားလို့ကတော့စမှုစာဆိုင်ကိုပါပိတ်လိုက်ရမှာမင်းခန့်ရဲ့စကားကိုနားထောင်ပြီးအားလုံးလည်းစိုးရင်သွားကြပါတော့တယ်အစင်းရဲ့မျက်နှာကလည်းစိုးရင်မှုတွေနဲ့ပြည့်နေသွားခဲ့ပါတယ်စိန်ခေါ်တာတွေကိုတော့လက်ခံလိုက်ပေမဲ့ငါလက်မစမှုစာကိုဘယ်လိုလုပ်ရမလဲဆိုတာတွေးပူသွားရတာပေါ့ နောက်နေ့မနက်မှာတော့အရင်ဆုံးသတင်းဟောင်းငါလက်မှတ်စမှုစာလုပ်ဖို့အတွက်လိုအပ်တဲ့ဂျုံတွေအလူတွေနဲ့တခြားပစ္စည်းတွေကိုဝေလာလိုက်ပါတော့တယ်။အဲဒီနောက်မှာတမိသားစုလုံးပေါင်းပြီးတော့ငါလက်မှတ်စမှုစာကိုလုပ်ကြပါတော့တယ်။ဥပညာကအလူပြုတ်လိုက်ပြီးတော့ဝိရီကအချင်းကြီးကိုလုပ်လိုက်ပါတော့တယ်။ရကမနဲ့ချွေးမပေါင်းပြီးဗန်းကြီးကြီးထဲမှာဂျုံမုံတွေကိုလည်းနေလိုက်တော့တာပေါ့။အမေအလူကစူနေပြီ။တမိနဲ့ဟင်းထက်ပေါင်းပြီးတော့အလူနွားပြီးခြေလိုက်မယ်။တမိကအလူခြေရတာကိုသဘောကျတယ်။ ေကောင်းတဲ့သမီးဒါဆိုသမီးတို့ညပေါင်းပြီးတော့အာလူအခွန်နွားပြီးချိန်လိုက်နော်ပြီးရင်အမေကသမီးတို့စမူစာတယောက်တစ်ခုစီကျွေးမယ်အမေငါလက်မစမူစာကျွေးမလားဟင်ဟုတ်တယ်ငါလက်မစမူစာကျွေးမှာခဏကြာရင်နောက်မှာတော့ငါလက်မစမူစာလုပ်ဖို့အတွက်အလုံးကိုပြင်ဆင်ပြီးမြ мян လေးကြော်လိုက်ပါတော့တယ်အဲ့နောက်မှာတော့တစင်ကငါလက်မစမူစာလှိမ့်လေးကိုတွန်းလာပြီးဈေးတွေကိုရောက်လာတဲ့အခါမှာတော့တစင်ရဲ့စမူစာကိုစားဖို့အတွက်အစာကလေးကဖောက်တယ်ရီလဲစောင်းဆိုင်နေကြပါတော့တယ် ဟိုမှာကြည့်မအောင်စမူဆာလဲလေးလာနေပြီဒီနေ့တော့အရသာရှိတဲ့ငါးလက်မစမူဆာကိုစားရတော့မယ်တစ်ဖက်မှာတစင်ဟာသူ့ရဲ့ဖောက်တွေတွေကိုငါးလက်မစမူဆာလုပ်ပြီးရောင်းချနေတဲ့အချိန်နောက်တစ်ဖက်မှာတော့ဦးစေးရကအဆက်များတွေငါးလက်မပီဇာလုပ်ပြီးရောင်းချပေးပါတော့တယ်ဦးစေးရရဲ့ပီဇာကိုစားတဲ့ဖောက်တွေတွေကဖျားဖျားဒါကပီဇာလားအစိတ်လားအဲ့ဒါကိုစားပြီးတော့တကူလုံးအောင်တုံလာပြီးဦးဟာအဆက်အယံများတာကြောင့်ဖောက်တွေတွေဟာဦးစေးရဆိုင်ကနေပီဇာတစ်စိတ်ကိုစားပြီး တစင်းဆိုင်ကိုသွားပြီးတော့စမူဇာရီကိုအာပါဒိယစားတော့ကြရတာပေါ့ဘာလို့လဲဆိုတော့စမူဇာရဲ့အရသာကလည်းအရန်ကိုကောင်းတာကြောင့်ပါပဲတလောက်အရသာရှိတဲ့ငါးလက်မစမူဇာတခါမှမစားဘူးသေးဘူးအရန်ကိုစားကောင်းတာပဲအဲ့ဒါလည်းအတွင်းရပါကြက်နေပြီးသားဦးဇေယရဲ့အကြံဟာသူ့ကိုယ်သူပဲနင့်နာစေတော့တာပေါ့ဦးဇေယကစိန်ခေါ်မှုရှုံးသွားတာကြောင့်စိုင်ပိတ်လိုက်ပြီးထွက်သွားလိုက်ပါတော့တယ်အိဆိုင်ကိုတစင်ကဝေးပြီးငါးလက်မစမူဇာကိုရောင်းချလိုက်တော့တာပေါ့ တစင်းရဲစမှုစားဟာရန်ကိုရောင်းရပြီးတော့သူတို့ရဲ့အခက်ခဲတွေအားလုံးလည်းပြေလည်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။